မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ် AB လ10ရက်နေ့မနက်ပိုင်း Radio NUG စီးရီးသတင်းများကိုတင်ပြပေးပါရုံနဲ့ကျွန်တော်ကတော့ຫນွေယူနိုင်ပါအခုပထမဆုံးတစ်ပုတ်အနည်းနဲ့ငားလာကြထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဖလန်းမျိုးကိုချင်းညီနောင်နဲ့မာမိတ်တက်တွေအလုံးစုံတင်ပတ်ရရှိတဲ့သတင်းကိုတင်ပြပေးပါမယ် ချင်းညောင်စစ်စင်ရေး operation cb အနေနဲ့ဖော်ဆောင်ခဲ့တဲ့ဖလန်းမျိုးတိန်စစ်စင်ရေးအောင်မြင်စွာပြီးမြောက်ကြောင်းချင်းညောင် cb ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်ကဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမျိုးကိုတိမ့်ပိုင်နိုင်ဖို့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့2025ခုနှစ်ဧပြီလ9ရက်နေ့မှာဖလန်းမျိုးနယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်သောနယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီဘက်ကလည်းဖလန်းမျိုးမကြစေရည်အတွက်ခလာရ268တက်ရင်မှအင်အားတွေအပြင်2024ဒီဇင်ဘာလမှာခလာရ89မှစစ်ကူ100ဝန်းကျင်နဲ့2025မတ်လမှာတက်မ89လက်အောက်ခံခလာရ39မှစစ်ကူ100ဝန်းကျင်ကိုထပ်မံဖြည့်တင်းခဲ့ကလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း1000ကျော်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် လန်မျိုးသိမ်းတိုက်ပွဲအတွင်းချင်းညီနောင်ချင်း Brotherhood CB နဲ့အတူ96 Soldiers PDF Anti-Fascist Internationalist Front AIF Burma National Revolutionary Army BNRA Burmese Revolutionary Technical Front BRTF Generation Z Army GZA Giant Revolution Force GRF Harmonious Northern Brothers HNB Kale Revolution Force KRF ကလေး Urban Guerrilla ကလေး UG ငင်းချန် Black Tiger MBT National Liberation Army NLA Revolution Ambulance Wolf RAW Medical Team စကိုင်း Federal Troop SFD စကိုင်း Federal တပ်ပေါင်းစု Your Defense Force YDF Zhou Army ZA ကလေးခရိုင်ပကဖနဲ့ drone အဖွဲ့တို့ကပူးပေါင်းပါဝင်ခဲ့ကြတယ်လို့သိရပါတယ် ဖလန်းနေတစ်ခုလုံးစစ်ကောင်စီကင်းစင်နေမြေအဖြစ်ပေါ်ဆောင်နိုင်ခဲ့ခြင်းမှာမာမေးအင်အားစုများရဲ့မစုံမနစ်သောစိတ်ဓာတ်ဖြင့်ကြံကြံခံထိုးစစ်ဆင်တိုက်ခိုက်မှု အရကတက်တော်မှလက်နက်ခဲယမ်းများအပြင်စေဘဆိုင်ရာအကြံဉာဏ်များပံပိုးကူညီမှုနဲ့မိဘပြည်သူများရဲ့တန်ညီလက်ညီဒီဇိုင်းမမတ်ထောက်ပို့ပါဝင်မှုများကြောင့်သာဖြစ်တယ်လို့မှတ်တမ်းတင်ကွန်ပျူတာပါတယ်ဖလန်မျိုးသိန်းတိုက်ပွဲအတွင်းမှာအသက်ပြီးသွားခဲ့ကြတဲ့အာဇာနည်သူရဲကောင်းများကိုလဲအင်ကာပေးဆက်ခဲ့ကြတဲ့ရဲဘော်များနဲ့အောင်ပွဲရတဲ့အထိရိုးရိုးချွန်းချွန်းခြိတက်တိုက်ခိုက်ခဲ့ကြတဲ့တပ်မှုတပ်သားများရဲ့ရဲစွမ်းတက်တီနဲ့ဇွဲလုံးလာရှိမှုကိုလေးစားစွာဂုဏ်ပြုပါကြောင်းလည်းဖော်ပြထားပါတယ်ခင်ဗျာ ဆက်လက်ပြီး KIA နဲ့ TNL တို့ကြားဆွေးနွေးမှုစတင်နေပြီးတော့အပြုသဘောဆောင်တဲ့အကြံပေးထောက်ပြမှုများတောင်းခံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကချင်လုံမြောက်ရေးအဖွဲ့ KIO KIA နဲ့တအောင်အမျိုးသားလုံမြောက်ရေးအဖွဲ့ PSNLF TNL တို့ကြားဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ရှေ့ပြေးညှိနှိုင်းမှုများစတင်နေပြီလို့ KIO KIA ဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကလူမှုကွန်ရက်စာမျက်နှာကတဆင့်အသိပေးဖော်ပြလာပါတယ်။ တဆန်ရဒေတာတွေမှာရှိတဲ့ပြည်သူများအနေနဲ့နားလေကူညီပေးကြဖို့အွန်လိုင်းသုံးစွဲသူများမီဒီယာများနဲ့အကြံပေးထောက်ပြလူသူများထံမှအပြုသဘောဆောင်တဲ့ကူညီပံ့ပိုးမှုများကိုမျှော်လင့်ကြောင်းဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကဆိုထားပါတယ်။လက်တလောရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA နဲ့ TNL နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြားအငင်းပွားပွဲပဋိပက္ခများဖြစ်ပွားနေတာနဲ့ပတ်သက်ပြီးတော့စွန့်နှိမ့်နိုင်မှုညှိနှိုင်းမှုတွေလှုံ့ဆော်နေတာပါ။ အဆိုပါကိစ္စတွေနဲ့ပတ်သက်ပြီးလူထုစံနာသဘောထားရယူကဆုံးဖြတ်ချက်ချနိုင်ပွဲရှိတယ်လို့ပြီးခဲ့တဲ့မလ၈ရက်နေ့ကဒုတိယဘူချုပ်ကြီးကွမ်မွန်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်ခင်ဗျာဆလဘီတပိတ်ချင်းမျိုးနဲ့ခုနှစ်မိုင်ရွာတိုက်ပွဲမှာလေရင်ဘုံထိမှန်လို့မူကုတ်ပကဖားရဲ့ရဲဘော်နှစ်ဦးနဲ့မူပြေတိုက်ပွဲမှာ KNDF တပ်ရင်း29မှရဲဘော်နှစ်ဦးကြာဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ဧပြီလ3ရက်နေ့မှာတပိတ်ချင်းမြို့နယ်ခုနမိုင်ရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်အုပ်စုကတိုက်လေရင်နဲ့ဘုံကျဲခဲ့တာကြောင့်မူကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်နှစ်ဦးဘုံတိမှန်ကြဆုံးခဲ့ကြောင်းမူကုံမြို့နယ်ပကဖထံမှသတင်းရရှိပါသည်။တနအိကန်းကြာတဲ့တိုက်ပွဲအတွင်းရဲဘော်ပိုင်ကြီးခေါ်ဖြိုးသက်ပိုင်32နှစ်နဲ့ရဲဘော်ဆွေစုံခေါ်အောင်ပြေစုံ28နှစ်တို့ကြာဆုံးခဲ့ရတဲ့အပြင်ရဲဘော်နှစ်ဦးလည်းဘုံစားတိမှန်တန်ရာရခဲ့တယ်လို့သိရပါသည်။ ခုနမိုင်ရွာမှာစစ်ကောင်စီနဲ့တော်လန်ရေးတပ်တွေနေစဉ်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ကာနေစဉ် drone နဲ့ပုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။အလင်းဝင်တဲ့စစ်ကောင်စီတပ်သားများပြောပြချက်အရစစ်ကောင်စီဘက်မှတီးဆုံးတာတွေများတယ်လို့သိရပါတယ်။ တပိတ်ချင်းမျိုးအပါအဝင်တပိတ်ချင်းတွေကစေစခန်းတွေကိုပြီးခဲ့တဲ့2024နှစ်လေပိုင်းမှာတော်လန်ဟီတက်တွေကတင်ပိုင်နိုင်ခဲ့ပြီးမြေခုနမိုင်ရွာနဲ့တွင်းငယ်ရွာအနီးကစခါတာနှင့်စေအခြေခံလေးချင်းရေးတက်ကြောက်ကြီးနီးပညာတက်နဲ့တတကာဆက်သုံးစစ်တက်တန်းမြင့်လေးချင်းရေးချောင်းတွေကြန့်ရှိနေတာဖြစ်ပြီးတော့စင်ကူမိုးကုန်းနဲ့တပိတ်ချင်းနယ်မြို့သိန်းစခန်းသိန်းတိုက်ပွဲတွေကနေထွက်ပြေးတဲ့စေအုပ်စုနဲ့ပြူတွေခုခံနေတာလို့သိရပါတယ် အလားတူရှမ်းတောင်နဲ့ကင်နီနေဆက်မိုးပြင်းမျိုးကတိုက်ပွဲအတွင်းမှာလေကင်နီအမျိုးသားများကာကွယ်ရေးတပ် KNTF တရင်အမှတ်29မှရေဘုံ2ဦးမြင်းမြတ်စွာ ကြာဆုံးခဲ့တယ်လို့သိရပါတယ်။တရင်29တက်ခွေးတင်မှာအသက်24နှစ်အရွယ်ရှိတဲ့ရဲဘော်ဟင်းပြေဆောင်ခေါ်ပနားစုသူဟာအေဘီလ9ရက်နေ့ကမိုးပြင်းရှေ့တန်းစစ်မြေပြင်မှာ ကြာဆုံးခဲ့ရတာလို့ဆိုပါတယ်။ ဒါအပြင်အသက်22နှစ်အရွယ်တက်စိတ်မှုရဲဘော်ဆလိုင်းကလီယာခေါ်ချက်ထိုင်ဆိုသူဟာလေအေဗလန်9ရက်နေ့ကတိုက်ပွဲအတွင်းဒဏ်ရာရရှိခဲ့က6ရက်နေ့မှာကြာဆုံးခဲ့တယ်လို့သိရပါတယ်အခုလိုအသက်ပြီးလူခဲ့တဲ့ရေဘော်နှစ်ဦးအတွက်ကင်းဒီအမျိုးသားများကဝေးရတဲ့တက်ရင်း29မှလွန်စွာဂုံယူဝန်းနေမိပါကြောင်းနဲ့ကြံရှိနေတဲ့ရေဘော်များကပုံမူစူးစမ်းပြီးတော့ဒေါ်လာရေးပန်းနိုင်စီကိုအရောက်သွားပါမယ်လို့ကတိသစ္စာအတိတ်တန်ပြူကြောင်းဖော်ပြထားပါရယ်ခင်ဗျာ။ ဆက်လက်ပြီးဝန်းတို့မြို့နယ်နန်းခမ်းရွာဆေးရုံအနီးကိုအကြမ်းဖက်စစ်တပ်ကတရက်ထဲနှစ်ကြိမ်လေးရင်ဖြင့်ဘုံကျင်းမှုကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ20ကျော်တီဆုံတဲ့တရင်ကိုတင်ပြပေးပါမယ်။ဧပြီလ9ရက်နေ့မွန်လွဲ3:30မိနစ်20ခန့်မှာစကိုင်းတိုင်းဝန်းတို့မြို့နယ်နန်းခမ်းရွာကျိုးတောင်နန်းခမ်းကိုအကြမ်းဖက်စစ်တပ်ကမိဒီလာရှန်တဲလီဒတ်တပ်ဂျက်ဖိုင်တာဖြင့်ဘုံကျင်းတိုက်ခိုက်ခဲ့ကြောင်း calling info မှသိရပါတယ်။နန်းခမ်းရွာဆေးရုံအနီး ကျောင်းအောင်နဲ့ကျွန်းတော် Wi-Fi ဆိုင်ကိုဘုံလေးလုံးချိတ်ချခဲ့တာကြောင့်အရသာပြည်သူ20ကျော်တည်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာအများဆုံးရရှိခဲ့တယ်လို့ကနအူသိရပါတယ်။အလားတူညနေ6:00နာရီကမ်းမှာလည်းနိုင်ကန်းရွာကိုအကြမ်းဖက်စစ်တပ်ကထတ်မှန်ပြီးတော့လေကြောင်းပြေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီမူကုတ်ဗျူဟာမှဘာသာပေါင်းစုံရေးပေါ်များကစကိုင်းငလင်ဘေးခံရသူများအတွက်စူတောင်းပွဲပြုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမည်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်မိုးကုတ်ဗျူဟာမှဘာသာပေါင်းစုံ PDF ရေးပုံများကငလင်ဘေးတင်ပြည်သူများအထက်စုတောင်းပွဲများပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ မုတ်ကုတ်ပြူဟာက PDF ရဲဘော်များအနေနဲ့ငလင်ဘီတင့်ရဒေတာတွေမှာပြည်သူစစ်သားဆိုတဲ့စိတ်နဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအားဖြည့်ပါဝင်ကူညီခြင်းပေးမယ်မဆူမှုနိုင်သေးတဲ့ဒေတာတွေကပြည်သူတွေအတွက်အထူးဆုတောင်းပေးလိုက်ရပါတယ်လို့ဆိုပါတယ်ပြည်သူကဝေးကြီးတက်မတော် PDF ရဲဘော်တွေအဖြစ်ခံယူထားတဲ့နမည်အောက်မှာစစ်တိုက်ရုံတစ်ခုပဲအကျုံးဝင်တာမဟုတ်ပဲအခုလိုခက်ခဲနေတဲ့ကာလမှာ နိုင်ငံတော်ဝန်ကိုထမ်းဆောင်ပေးကြဖို့ဖော်ပြထားပါတယ် ဘာသာပေါင်းစုံကရဲဘော်တွေအနေနဲ့မိမိတို့ကိုယ်ခွေရာဘာသာတရားအလိုက်ငလင်ပေးတဲ့တင်ပြည်သူတွေအတွက်စုတောင်းပွဲတွေပြုလုပ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်ခင်ဗျာဆလဘီမုံရွာမျိုးနဲ့အတွင်းယခုနှစ်မြမရူရအတာတကြံမှာ ရေကစားမှန်းတပ်များပြုလုပ်ပြီးတော့အတန်ချဲဆက်များကြေလောင်စွာဖွင့်ခြင်းကခုံတီးစုပျော်ပါခြင်းများနဲ့ပျော်ပွဲရှင်ပွဲများကိုမပြုလုပ်ရန်အတိပေးကြေညာတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ်ငလင်တန်နဲ့ဆီအာနာရှင်ရဲ့မတရားညှဉ်းပန်းနှိပ်စက်တံကိုခံစားနေရတဲ့နိုင်ငံတော်ဝန်မှရှိတဲ့ပြည်သူများနဲ့အတူတကွာရည်တည်ကြောင်းဆုံးရှုံးမှုများအတွက်စာနာကြောင်းကိုပြသတဲ့အနေနဲ့မုံရွာမျိုးနယ်အတွင်းရှိကာကွယ်ရေးအဖွဲ့ဝင်များကာကွယ်ရေးအဖွဲ့များ ကရင်တပ်ဖွဲ့များနဲ့ပြည်သူလူထုအနေဖြင့်ယခုနှစ်မြမယူရအတာတကြံမှာရေကစားမှန်းတပ်များပြုလုပ်ပြီးတော့အတန်ချဲ့ဆက်များကျေလောင်စွာဖွင့်ခြင်းကာကုံတီးဆူပျော်ပါခြင်းများနဲ့ပျော်ပွဲရွှင်ပွဲများကိုလုံးဝလုံးဝမပြုလုပ်ကြရန်မုံရမျိုးနယ်ပြည်သူ့ကာကွယ်ရေးဦးဆောင်အဖွဲ့မှအတည်ပြုကြေညာထားပါသည် ဒါအပြင်အသက်ဆုံးမသွားတဲ့ပြည်သူများနဲ့ကျန်ရစ်သူမိသားစုများအကျွတ်အောင်မေတ္တရိယာခွန်အားယူဆုတောင်းမှုများပြုလုပ်ခြင်းရေစက်ချအမျှဝေခြင်းသက်ဆိုင်ရာဘာသာအလိုက်ဆုတောင်းမြတ်တာပို့တာခြင်းနဲ့ကုသိုလ်ကောင်းမှုများရည်စူးပြုလုပ်ခြင်းစတဲ့လူသားချင်းစာနာမှုဖြင့်ကြော်ဖြတ်နိုင်ကြရန်မေတ္တာရက်ခံပန်ကြားထားပါသည်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လက်ရှိကာလပူဆွေးဝမ်းနည်းနေရမှုများအကျွတ်ပြည်သူမှပြည်သူတို့အချင်းချင်းအားပြီးနှစ်သက်ရန် ဧပြီလ23ရက်နေ့မှ20ရက်နေ့အထိနိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်ထမ်းကြီးကွဲမှုနဲ့နှစ်သိအားပေးမှုရတ္တပတ်အဖြစ်သတ်မှတ်ထားပါရခင်ဗျာဆက်လက်ပြီးရွှေဘိုခရိုင်အမှတ်လေးတက်ရင်နဲ့ KNL တက်မှာနှစ်တူမှာစစ်ကောင်စီတပ်သား2ဦးလက်နက်နဲ့တကွာအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ် စကိုင်းတိုင်းရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူကြီးရွာမှာပြည်သူစစ်တပ်ဖွဲ့ဝင်တအူအေဘီလာတရရနေကရွှေဘုံခရိုင်အမှတ်လေးတရင်ထံကိုလက်နက်နဲ့တကွဇက်တွေအလင်းဝင်လာတယ်လို့သတင်းထုတ်ပြန်ကြပါရီ၎င်းပြူစောတီဟာ G3 တနက်တလက် G ပေါက်3ခု G66 တောင်းလက်ဖြစ်ပုံနှလုံးတို့ကိုတပါးတည်းယူဆောင်လာခဲ့တာကြောင့် ဂုံပြူစုငွေချင်းမြင့်ပေးရခဲ့တယ်လို့သိရပါတယ်။အလားတူ KNU KNL တက်မာနှင့်တက်ရင်၅ထံကိုလည်းအီဗလာရှိရနေကစစ်ကောင်စီရဲ့ခမရ၅ခုနှင့်တက်ရင်မှ တက်သားတအူလက်နက်နဲ့အလင်းဝင်ပူးပေါင်းခဲ့တယ်လို့တောထီခိုကထုတ်ပြန်ထားပါတယ်။အလင်းဝင်တက်သားဟာ MA1 တနက်တက်လက်ကြီးအတောင်150ကြီးကတစုံကြီးပေါက်၄ပေါက်တို့ကိုပါတပါးရင်းယူဆောင်လာခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်မင်းတီယံမင်းစစ်သွေးနဲ့ Car Shell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။